ရွာလေးတရွာမှာတစ်ပင်ကြီးတွေစိတ်ဆက်မြက်ခင်းတွေနဲ့တာယာနှာပါတယ်ဒါပေမဲ့တနစ်ပြီးတနစ်တစ်ခုတ်သူများလာတာနဲ့အမျှတတော်တွေပါလာပြီးမြေပြိုမှုတွေရာသီဥတုပြောင်းလဲမှုတွေဖြစ်လာတယ်။ရွာသူရွာသားတွေလည်းစိုးရိမ်လာကြတယ်။အဲ့ဒီရွာမှာမင်းမျိုးလို့ခေါ်တဲ့အသက်၁၂နှစ်အရွယ်ကလေးမလေးတယောက်ရှိတယ်။သူ့အဖေဟာတစ်ပင်တွေကို ခုတ်ပြီးမိတွေ့လောက်ကအသက်မွေးနေတာမင်းမျိုးစိတ်ထဲမှာမတက်မတာဖြစ်နေတယ်။ ။တနေ့မှသူမရဲ့ဘိုးဘိုးကြီးကိုမိမျိုးကမေးလိုက်တယ်ဘိုးဘိုး။တစ်ပင်တွေမရှိရင်ဘာဖြစ်မလဲဘိုး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 ကပြုံးပြလိုက်ရင်ပြောတယ်အစ်စ်ပင်တွေဟာနေကိုတန့်စင်ပေးတယ်မြေစီလွာကိုကာကွယ်ပေးတယ်သူတို့မရှိရင်မိုးခေါင်မဲမြေပြုံမဲလူတွေကိုဒုက္ခရောက်မယ်။ ဒီစကားကိုကြားပြီးမင်းမျိုးစိတ်ထဲမှာစိတ်ကူးတစ်ခုဝင်လာတယ်။သူ့တငယ်ချင်းတွေကိုစုပြီးတစ်ပင်ဆိုင်ဖို့အကြံပြုတယ်။အစာပိုင်းမှာရွာသားအချို့ကကလေးတွေဘာလုပ်နိုင်မှာလဲဆိုပြီးသဘောမတူကြပေမဲ့ မိမျိုးတို့ဖွဲ့ကဇွဲနမဲစူးစားတဲ့မြမတဘာဝအလှကိုကာကွယ်ဖို့ဂျာပန်တစ်မှာကျုံးပင်တွေစတင်ဆိုင်ကြတယ်။တလှကြတဲ့အခါသူတို့စိုက်ထားတဲ့အပင်လေးတွေစိမ့်လန်းစပြူလာတဲ့နောက်နှစ်နှစ်အကြာမှာရွာကပြန်လည်စိမ့်လန်းလာပြီးမြေပြိုမှုတွေနှဲသွားတယ်၊မိုးလဲမှန်လာတယ်၊ရွာသားတွေအားလုံးမိမျိုးတို့ကိုကျေးဇူးတင်လာကြတယ်။ တဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ဆိုတာကြီးမားတဲ့လှုပ်ဆောင်မှုမလိုပါဘူးလူတိုင်းကမိမိဘက်ကဂယုစိုက်ပြီးလှုပ်ဆောင်ဖို့ပဲလိုတယ်အဆုံးသက်မှာမိမျိုးတို့ရွာဟာတစ်ပင်စိုက်ပျိုးရေးကို ဥပမာထားပြီးအနီးအနားကျေးရွာတွေပါလှုပ်ဆောင်လာကြတယ်ဒီလိုနဲ့မြမမြေဟာစိမ့်လန်းဆိုပြေလာပါတော့တယ်ကျေးဇူးပြု၍တစ်ပင်စိုက်ပါတဘာဝကိုချစ်ပါ